မန်စီးတီးကြောင့်စပြုံးမယ်ဆိုလို့ရှိရင်ဟာလန်ကြောင့်မပါမဖြစ်ပဲအဲ့တော့ဟာလန်နဲ့မန်စီးတီးရဲ့ခွဲခြားလို့မရလောက်အောင်ဖြစ်နေပြီအားလုံးမင်္ဂလာပါကျွန်တော်တို့ဗိုလ်ထက်ကြီးပါမန်စီးတီးတင်းကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီးတီးဖန်တယောက်ပါဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်မန်စီးတီးတင်းတူလေးတွေကိုကျွန်တော်အနေနဲ့ညီကိုရီကိုတင်ဆက်ပေးသွားခြင်းပါတယ်ပထမဆုံးတစ်ပုတ်အနေနဲ့ကတော့ဟာလန်အကြောင်းပေါ့ဗျအဲ့တော့ဟာလန်အကြောင်းလို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့က twin goal တွေအကြောင်းကမပါမဖြစ်ပဲကြာအဲ့တော့ Haaland နဲ့ twin goal လုံးဝကိုခွဲခြားလို့မရတဲ့အနေအထားကြီးကို Haaland က goal တွေ twin ပြနေတာအဲ့တော့ကျွန်တော် Haaland ကြောင့်ပြောမယ်ဆိုလို့ရှိရင်သူ goal ဘလောက်ရလဲဆိုတာနေစပြီးတော့ပြောရမယ်ဗျအဲ့တော့တနေ့က Norway တင်းရဲ့ဒါကမ္ဘာဖလားခြေစစ်ပွဲမှာဆိုလို့ရှိရင်ဒါ hat trick twin ပြီးတော့ကျွန်တော် Norway ကိုကမ္ဘာဖလားပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်အောင် ကျွန်တော်တို့ဒါတဖြည်းဖြည်းချင်းနဲ့နီးစက်လောင်ဟာလန်ဆွမ်းဆောင်ပေးနေပြီပေါ့เนาะအဲ့တော့ဟာလန် hat trick တွင်ခဲ့တယ်ဒါပေမဲ့လူပြောများခဲ့တာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါ penalty နှစ်ကြိမ်ကန်ရတယ်ပေါ့เนาะနှစ်ကြိမ်လုံးလွဲတဲ့အကြောင်းပဲပရမတ်တစ်ကြိမ်ကဒါပြောမှဆိုနီးစက်ပိုင်းဆိုင်ရာအမာရင်းလို့ဆိုပြီးတော့ဒိုင်လူကြီးကပြန်ကန်ခိုင်းတာအဲ့တော့ပရမတ်ကန်တဲ့တလုံးကလည်းလွဲတယ်အဲ့တော့ပြန်ကန်ခိုင်းတဲ့ဒုတိယတလုံးကလည်းလွဲတယ်ဗျာအဲ့တော့ဟာလန်ပင်နတီလွဲတာကိုပဲ highlight ပြောပြနေတာဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာလန် hat trick တွင်ခဲ့လို့ဗျာ ပနတီလွဲခဲ့တာတော့ဟာလန်ဒါသုံးခုနောက်ထပ်သွင်းခဲ့တာဆိုတော့ပုံမှန်တမန်ကစားရမတယောက်ဆိုလို့ရှိရင်ဗျာပနတီလွဲတော်ရည်ဆိုရင်ဒေါရိုက်ထွက်လာပြီးဟောပြောမစိုးစိတ်တည်တည်ရမလားနည်းနည်းရှုပ်တော်ရည်ဗျာ ဟိုပနတီနှစ်ကြိမ်ကနနှစ်ကြိမ်လုံးလွဲတယ်ဆိုတဲ့အနေထားကြီးကကစားရမတယောက်တော့ကဒါအမတမဟိုစိတ်ဟိုရှုပ်စရာကြီးဗျအာယုံနောက်လာပြီးလို့ရှင်ခြေစမ်းမိုင်းတော့ထိခိုက်လာနိုင်တယ်ဒါပေမဲ့ဟာလန်ရောဟာလန်ပဲပနတီလွဲတော့လာတော့စိတ်တက်ကကြမတော်ပဲနဲ့ကျွန်တော်တို့နောက်ထပ်၃လုံးတော့တွင်းခဲ့တာဗျာလို့နော်အဲ့တော့ဟာလန်အကြောင်းပြောမယ်ဆိုလို့ရှင်ဂိုးရီအကြောင်းထိတ်ဆုံးကပြောနေရပဲဗျာအဲ့တော့နိုင်ငံတကာပွဲစဉ်တွေမှာလည်းဂိုးတွင်းတယ်လို့ကျွန်မန်စီးတင်းတော့မှာလည်းဂိုးတွင်းနေရအဲ့တော့ premier league မှာဆိုရင်လည်းဒါ golden boot ပေါ့เนาะကျွန်တော်ရွှေဖနက်စုအတွက် ထိတ်ဆုံးကနေပြီးတော့ဥဆောင်နေတယ်အဲ့တော့ဟာလန်ကိုအနီကက် PRB မဲ့ပြန်ဘက်လူတောင်ကျွန်တော်မမြင်မိတလောက်ပဲဗျာမန်ယူအက်ဆက်ကိုကလည်းအဲ့လောက်မဟုတ်သေးဘူးကျွန်တော်အာဆင်နယ်ကယော့ဂရက်စ်ကလည်းအဲ့လောက်မဟုတ်သေးဘူးဗျာချက်ဆီယာဂျာဝပက်ဒရိုတို့ချားတိုက်စစ်မှုတွေကလည်းမန်စီးတီးကကျွန်တော်တို့ဒီဟာအယ်လန်ဟာလန်ကို PRB နိုင်လောက်တဲ့အထိတွင်းကိုးတွေကိုကျွန်တော်မမြင်တွေ့ရတယ်ဘူးဗျာအဲ့တော့ပရီးမီးယားလိရဲ့ ဒါရွှေဖိနက်စုကဟာလန်တွယ်ပဲလို့ပြောလို့ရရဗျာအဲ့တော့အဲ့လောက်ခြေစမ်းပြနေတဲ့ဟာလန်ကိုကျွန်တော်တို့ဒါနော်ဝေးအတင်းရလဲနားလည်မှုရှိစွာနဲ့ကျွန်တော်တို့ဒါမက်ဆီအတင်းထံကိုဆော့လွတ်လိုက်ပြီလို့တိရရဗျာဘာလို့ဆော့လွတ်လိုက်လဲဆိုတော့ကျွန်တော်အမှန်တကယ်ကနော်ဝေးအတင်းရဒါခြေစမ်းပွဲတစ်ပွဲကြံနေရဗျာနယူးဇီလန်အတင်းနဲ့ခြေစမ်းပွဲကံမယ်ဆိုပြီးတော့ဒါနော်ဝေးအတင်းရတရားဝင်ကြေညာထားတယ်ဒါပေမဲ့ခြေစမ်းပွဲ ဖြစ်တဲ့အတွက်ဟာလန်လိုအတင်းရဲ့အရေးကြီးဆုံးကစားသမားကိုထဲ့မတုံတော့ဘူးမန်စီးတင်းကိုပဲပြန်တော့ဆိုပြီးတော့ပြောမယ်ဆိုရင်ဗျာ ပုံမှန်တော့ကဲမှာမလွတ်လည်ရတယ်ဒါပေမဲ့နော်ဝေတင်းကနားထီစမ်းပွဲဖြစ်တဲ့အတွက်ဟာဝလန်လိုအတင်းမျိုးကိုကျွန်တော်ဟာလန်လိုကစားသမားမျိုးကိုတန်ရနာရီရိုက်ဖြစ်မှာဆိုလို့ဒါမန်စီတင်းအတွက်ပြန်လွတ်ပေးလိုက်တာဘလောက်တောင်ကောင်းလိုက်လဲဗျာလို့เนาะကျွန်တော်မန်စီတင်းကိုဟာလန်ကဒါတန်ရပြဿနာကင်းစင်စွာနဲ့ပြန်လာပြီဆိုတော့ဝန်တာစရာတင်းမျိုးပေါ့ဗျာလို့เนาะအဲ့တော့ဒါဟာလန်အကြောင်းပေါ့နောက်ထပ်တင်းတစ်ပုံအနေနဲ့ကတော့ကျွန်တော်တို့ကိုဗာစစ်ပေါ့ဗျာကိုဗာစစ်ကတော့ကျွန်တော်တို့ဒါညာကကန်သွားတဲ့ခရိုအေးရှားကကျွန်တော်တို့ဒါ ဒီ 3Z ဆိုတော့ဒါအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာမိနစ်60အထိကစားသွားရယ်ဆိုပြီးတော့ကျွန်တော်တို့တည်ရတယ်ဗျအဲ့တော့ကိုဗာစစ်ကကျွန်တော်တို့ဒီယာရီပရီးမီးယားလီးရောမန်စီးတင်းအတွက်တပွဲမှကိုမကစားရဘူးဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒန်ရန်ရနေလို့အဲ့တော့ဒန်ရန်ရနေတဲ့အတွက်မန်စီးတီးရဲ့ပွဲစဉ်ကိုတပွဲမှမကစားရဘူးဒါပြီးခဲ့တဲ့ပွဲတွေမှာဆိုအရန်ကုန်မှာတွေ့ရပြီးမဲ့ဒါဂွာရီယိုလာကကျွန်တော်တို့ဒန်ရန်ကပြန်တက်တာကစားဆိုတော့အရေးစွန်မတုံးတဲ့အနေနဲ့အရန်ကုန်မှာပဲထိုင်ခိုင်းနေဟိုလုံးဝကိုပေးမကစားရဘူးပေါ့ဗျာအဲ့တော့ ညကတော့ကျွန်တော်တို့ဒါကိုဘစစ်ကဒါခရိုအေးရှားအတင်းအတွက်ဆိုလို့ရှင်ဒါမိနစ်60တိပါဝင်ကစားသွားပြီအဲ့တော့ပြောမယ်ဆိုတော့ကိုဘစစ်ပြန်လာပြီပေါ့ဗျာအဲ့တော့ရိုဒရီဒန်ယာကလည်းကျွန်တော်တို့ဒိတ်ဟိုခဏခဏဒန်ယာရနေတယ်နီကိုဂွန်ဇာလက်ကလည်းပြောမယ်ဆိုခြေစွမ်းလည်းပြောလောက်အောင်ကြီးမဟုတ်သေးဘူးရိုင်းဒါစ်ကလည်းပရီးမီးယားလိမှာနည်းနည်းအသားကျဖို့ရုန်းကန်နေရတဲ့အချိန်မှာကိုဘစစ်ပြန်လာတယ်ဆိုတာကကျွန်တော်တို့တက်တော့ဘာပဲဖြစ်ဖြစ်စဉ်းစားကြည့်ရအောင် option တစ်ခုတိုးလာတာပေါ့ဗျာအဲ့တော့ရိုင်းဒါစ်ကပြောမယ်ဆိုပွဲတိုင်းလူလူကိုကစားနေရကျွန်တော်မြင်နေရတော့လေ Rangers ကဝက်တော်များများကိုကစားနေအဲ့တော့ Rangers နေရာမှာထားပြီးတော့တုံးလို့လည်းရတယ်အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ Rodri နေရာကိုထားပြီးတော့တုံးလို့လည်းရတယ်အဲ့တော့ Nico Gonzalez နဲ့ Kovacic ကိုကျွန်တော်တို့တွဲတုံးလို့လည်းရတယ်ဘလို့ပဲဖြစ်ဖြစ် Kovacic ပြန်လာတာကျွန်တော် Man City အတွက်ကတော့တကယ်ကိုကောင်းမွန်တဲ့ဒါတင်းကောင်းတည့်ရဆိုရမယ်ဗျအဲ့တော့ Kovacic ပြန်လာပါပြီအဲ့တော့နောက်ဆုံးတင်းတစ်ပုတ်အနေနဲ့ကတော့ကျွန်တော် Daniel Pedro ပေါ့ဗျာတန်ရာပြဿနာအကြောင်းလိုပဲကျွန်တော်တို့ဆိုရမလားပဲကျွန်တော်တို့မန်စီးတင်းမှာကတန်ရာကစားသမားတွေများပြားနေကြတာအားလုံးတည်တယ်အဲ့တော့ ျွန်တော်ဒါအိတ်နူရီကျွန်တော်ဒီယာရီမှာမက်ဆီတင်းကိုပြောင်းရွှေ့လာတဲ့ဒါဘယ်နောက်ခံကစားသမားအိတ်နူရီပြီးလို့ရှိရင်အိုမာမာမို့ပြီးလို့ရှိရင်ကျွန်တော်ခူဆာနော့အာပြောင်းဒီကစားသမားရဲ့ဒဏ်ရာရနေတယ်လို့ပြီးခဲ့တဲ့ကျွန်တော်တို့ဒါနောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင်လဲဘရန်ဖို့အတင်းကိုနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာဆိုလဲကျွန်တော်တို့အတင်းရဲ့ရွှေဘော်လုံးဆုရှင်ကြီးဖြစ်တဲ့ရူဒရီယာဒါဒဏ်ရာရထားတဲ့အတွက်ကျွန်တော်တို့ပရိသတ်တွေစိုးရင်ခဲ့ကြရပါဘောနော်အဲ့တော့ဒါပေမဲ့အခုကြားတရတဲ့ဒရင်တွေရဆိုလို့ရှိရင်တော့ရူဒရီလဲ တော့တရားပြဿနာကင်းစင်နေပြီဆိုပြီးတော့ကြားသိရတယ်အဲ့တော့ Uma Mamosh အဲ့ Nori ပြီးလို့ရှိရင်ကျွန်တော် Kusa Nor ကိုလည်းဒါတရားပြဿနာကင်းစင်နေပြီဆိုပြီးတော့တိရတယ်ဟောဆောစောကကျွန်တော်ပြောခဲ့တဲ့ကိုဘဆက်လက်ပြန်လာပြီဆိုတော့ကျွန်တော်မန်စီအတင်းကတော့တရားပြဿနာလုံးဝကင်းစင်သွားပြီလို့ပြောလို့ရတယ်ဗျာအဲ့တော့ ကျွန်တော်မန်စီတင်ကအခုချိန်မှာရလက်ကောင်းတွေပြန်ရယူနိုင်နေပြီဒွန်းဒွန်းဒရမာရောက်လာပြီးကြတဲ့ရှုံးပွဲမရှိတဲ့မန်စီတီကခုဆိုလို့ရှိရင်ကျွန်တော်လူစုံတက်ဆုံဖြစ်သွားပြီဆိုတော့ဒီတဲ့ပိုကောင်းတဲ့မန်စီတီများဖြစ်လာမလားဆိုပြီးတော့ကျွန်တော်အနေနဲ့ထင်မိနေပါတော့အဲ့တော့ရွေးချယ်ချယ်ရများနေပြဘယ်နောက်ခံလူနေရာမှာကျွန်တော်စိတ်ပူစရာမလိုဘူးဒီနီကိုအိုရိုင်လီဝက်ဆက်သုံးရင်တော့တောင်မှအိတ်နိုရီပဲတော့မှဘယ်သူပဲသုံးတော့အဆင်ပြေတယ် အာဂူရမန်နေရာမှာဆိုရင်လည်း drone drummer ပဲတုံးတုံးကျွန်တော် trap ပဲတုံးတုံးအဆင်ပြေတယ်ဒါပေမဲ့ drone drummer ကတော့ပို့ပြီးတော့တပါနဲ့ဒါ lesson ကောင်းပြတတ်နိုင်တာဆိုတော့ drone drummer ကတော့ကျွန်တော်တို့ပို့ပြီးတော့ကောင်းတယ်လို့တော့ကျွန်တော်တက်မှတ်လို့ရတယ်ဗျအဲ့လိုပဲကျွန်တော်ရှေ့တန်းမှာဆိုရင်လည်းကျွန်တော်ဟာလန်ကိုကျွန်တော် minute အနည်းငယ်နေအားပေးလို့ရပြီ တော့ Umama Mosh ပြန်လာပြီဆိုတော့ Umama Mosh ကိုတောင်အထောင်တိုက်စစ်မှုအနေနဲ့ထားကစားလို့ရတယ်အဲ့တော့ Chucky လည်းပြန်လာပြီ Chucky ကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ဘွဲစဉ်နေကလေးကကိုဘစစ်လိုပဲအရင်နေရာမှာပါဝင်လာတာဒါပေမဲ့ဒါ Guardiola ပေးမကစားတရပါဘောနော်အဲ့တော့ဖိုရန်နေရာကို Chucky ဝင်ကစားလေရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အော်ဒီကူဆာနော့လာပြီဆိုတော့နူးနက်စ်နေရာမှာကျွန်တော်တို့ဒါကူဆာနော့ထည့်ကစားလို့ရပြီးတော့နူးနက်စ်ကိုကွင်းလဲပို့ပြီးကစားလို့လည်းရတာပဲအဲ့တော့ လူဆုံးဖြစ်သွား ਈ ဆိုတော့ဂွာလီယိုလာအတွက်ကတော့ပို့ပြီးတော့ကျွန်တော်တို့ဒါစဉ်းစားစရာတွေအများကြီးဖြစ်လာပြီဗျာဘလို့ပဲဘလို့ကစားဘွက်တုံးလိုက်မလဲဆိုတာမျိုးအရင်ဆိုရင်တော့ကျွန်တော်ရှိရလူနဲ့ဖြစ်တဲ့လူနဲ့ကန်နေရတာဆိုတော့ဟိုနည်းနည်းတော့စဉ်းစားခေါင်းချက်တာပေါ့ဗျာအခုဆိုရင်တော့ဂွာလီယိုလာအတွက်စဉ်းစားရပိုလွယ်ကူသွားပြီနည်းစနစ်ပိုင်းဆိုင်ရာတွေအပြောင်းလဲတွေစိုက်တယ်လို့လုပ်လို့ရပြီဆိုတော့ဒီတဲ့ပိုကောင်းတဲ့မန်စတီဖြစ်များဖြစ်လာမလားကျွန်တော်တို့ဖြစ်လာမယ်လို့ယုံကြည်တယ်မန်စတီတဲ့ဒီတဲ့ပိုကောင်းပြီးတော့မှတ်ပေးစရာထိတ်နေရအောင် နံပါတ်1နေရာကိုမကြခင်ပြန်လည်ရောက်ရှိလာမယ်လို့ကျွန်တော်တွေနဲ့ယုံကြည်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒစ်ဆက်ပေးခြင်းနဲ့မန်စီဒင်းနေရာတော့ဒီနေ့ဒီလောက်ပါပဲကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြဖို့အားလုံးတောင်းဆိုချင်ပါတယ်ထပ်ပြောပါမယ်ကျေးဇူးတင်ပါတယ်ဗျ